အဲဒီမှာတော့ तू ကဒူးဝင်အုံးစင်းရေခဲမုံနေဗျာကျွန်တော်ကိုလာပို့တာတော့2ရက်3ရက်လောက်ရှိနေပြီကျွန်တော်ဒီမှာတခြားလုပ်ကိစ္စရနေမှာအားလို့ပေါ့နော်ကျွန်တော်ဒီနေ့မှကျွန်တော်နည်းနည်းလေး taste လုပ်ကြည့်မှာပေါ့ तू ကတော့နှစ်ဘူးပို့တာတဲ့ဟုတ်လေ तू ကဖွင့်ပခဲနေတကယ်ပေါ့လေကနာကဲလို့ဟုတ်တယ်ကနာကလိုက်ကဲကျွန်တော်ခုနကလှည့်ပွင့်နေတကယ်တော့ဒီမှာလွယ်လေးဒီမှာ ဒီပေါ်လို့ဒီလိုပွက်လိုက်အောင်မယ်ဟာတော့နှစ်မျိုးဗျာအရသာအရသာနှစ်မျိုးဒီခုလုံးကတော့ဒီကောင်လေးကတော့ကျွန်တော်စားဘူးတယ်ဒီအုံးစိမ့်ဒီကောင်ကတော့ဘာလဲမသိထောပတ်သေးလားဘာလားမသိသူကအစိမ်းအောင်လေးဖြစ်နေတယ်ကျွန်တော်ဒါလေးရင်ရင်ပြီးကြီးလိုက်ဒါတော့စားလို့စားဘူးအမလေးတော်တော်ခဲနေခဲနေဆိုတော့မွေးရှယ်မဒီဘူး ဒီလိုဘူးနဲ့အပြည့်ကြီးလာတယ်ဒီမှာမင်းအေးကျွန်တော်ခုကျွန်တော်ချစ်လေးဆန္ဒတော့ပြေသွားတယ်။သူကကျွန်တော်ပြောပြောနေတာရုပ်ရှင်ကြီးနေတဲ့ချစ်လေးတဲ့အဲ့လိုရေခဲမုံဘူးကြီးနဲ့အဲ့လိုခက်ခက်စားကျင်နေဆိုပြီးတော့မသူဆန္ဒတော့ပြေသွားတယ်။ဒီကောင်လေးကတော့ဒါကျွန်တော်စားဘူးရယ်ပေါ့နော်။သူရတာကတော့အဲ့အုံစိမ့်နဲ့အဲ့လိုမှုမှုတင်းတင်းလေးပေါ့မှာဗျာသိရမလား။ဘယ်လိုရမလဲဆိုအုံဒီရတာလည်းအရင်မပြေဘူး။ကျွန်တော်အဲ့နဲ့အဲ့ကိုမေးရောဟိုကသူကနည်းနည်းအနမ်းနဲ့ရတာလောက်ပဲထည့်တာ။အဲ့ဒါဘာလို့ဆိုအလှူတွေ အဲဒါပါတော့အလူပွဲတွေမွေးနေ့ပွဲတွေမင်္ဂလာဆောင်တွေဆိုလို့ရှိရင်တော့တော်တော်များများပါဗျာအုံထမင်းတို့ထောပတ်ထမင်းတို့ဒံပေါက်တို့ကျွေးကြရများတယ်အဲ့ဒီအချိန်ကြလို့ရှိရင်ကြတော့အဲ့ဒါရင်နဲ့တွက်ဖက်စားသုံးလို့ရှိရင်ဒီအုံသေးကြတော့သူကပို့ပြီးတော့တက်ဟိုသွေးတိုးယောဂါရှိတာတော့ဘောလူတွေဆိုလို့ရှိရင်အဲ့ဒီသွေးတက်မှာဆိုလို့ပေါ့နော်ဒါမှမဟုတ်သွေးတိုးယောဂါမရှိလို့ရှိရင်လည်းတက်မှာဆိုလို့တော်ရည်ရတာလေးကိုပါရယ်ဆိုရင်လည်းအရတာနဲ့အနံ့လေးကိုပါရယ်ဆိုရင်လည်းထည့်တာဒါပေမဲ့အဲ့လာတော့မှတော်တော်မွေးတယ်ပြီးတော့အရမ်းမချို့နောက်တစ်ခုကျွန်တော်ကြိုက်တာဆိုတော့ဒီတစ်ခုမြည်ကြည့်လိုက်မှကျွန်တော်စကားရှိနေအကြာနေမှသူ့ 俺们在这儿开的那边,嗯边,、哦边 okay 的汤汤，嗯，好滴，我问嘛，他抄不底下？慢一点，抄不 ice cream？嗯好，抄不底下子，写一遍。现在又开呢，说那又抽啥了呀？嗯，他这都没有管了呗。 ဆိုတော့ဒါဘရိုအနေနဲ့အဲအလှူပွဲတွေမင်္ဂလာဆောင်တွေမွေးနေ့ပွဲတွေမှာဒါမှမှားယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒူဝင်အုံသိရေကဲမို့မှားယူလို့ရပါတယ်ဒီမှာဒီရောက်မှလည်းကျွန်တော်ဒီမှာဖုန်းနံပါတ်လေးကျွန်တော်ချပေးထားပါမယ်ဟုတ်လားလုံးဝတို့ပြေးကြီးလာနော်လို့ပြေးကြီးလာမယ်ကဲချစ်လေးနော်ဒီမှာရုပ်ရှင်ကြီးရင်နဲ့စားလိုက်တော့သဘောပေါက်လားစားလိုက်တော့ကစားလိုက်တော့ဟုတ်ဒါပဲ